တမရချင်းမပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တောင်းဝေပါ25ရက်ဆယ်လ2025ရက်နေ့သတင်းတွေကိုတင်ဆက်ပေးပါဖြစ်ပါတယ်အဲ့တော့ပထမဆုံးတစ်ပုဒ်အနေနဲ့နိုင်ငံနိုင်ငံပြောက်ပြီးဖြစ်တဲ့ပလောင်ပလောင်ပြက်တွေနော်ပလောင်ပြက်တွေကြောင့်ရေမှုဆမ်းမယ်အဲ့တော့ပလောင်ကအောက်ခြေမှာတော့ကျန်သေးတယ်အောက်ခြေမှာတော့ကျန်သေးတယ်ခေါင်းပိုင်းတွေကတော့ပြေးပြီနော်ခေါင်းပိုင်းတွေပြေးပြီအဲ့တော့ခေါင်းပိုင်းတွေပြေးပြီဆိုတော့ဘယ်ကောင်နေလဲဆိုရင်တော့အဲ့တာဖုံးကျော်တော့လွန်ရွေဦးတော့နော်တော်တော်များများဒီကောင်နေရဲ့ခေါင်းပိုင်းတွေ တရုတ်နိုင်ငံဘက်ကိုထွက်ပြေးသွားပြီတချို့ကတရုတ်နိုင်ငံကိုပြေးရတချို့ကထိုင်းနိုင်ငံဘက်ကိုပြေးသွားတယ်ပြေးသွားတယ်အဲ့တော့မြန်မာနိုင်ငံမှာဒီကောင်တွေမရှိတော့ဘူးဒီကောင်မရှိတော့ဘူးအဲ့တော့ဒီရင်တော့ကစစ်နိုင်တဲ့အချိန်ကတော့နိုင်ငံမှာဖင်ကောင်းနေကြဲ့တာနော်အဲ့တော့ငဇွဲတို့လည်းပါသေးတယ်အေအုပ်စုတွေမှာနော်ငဇွဲတို့လည်းပါသေးတယ်နော်အဲ့တော့အခုတော့ဒီကောင်တွေလည်းပြေးပြီဒီကောင်တွေလည်းပြေးပြီနော်ဒါဆက်ဆက်ပြီးပြပြတာပါလက်ရှိတက်မတော်ကဒါ ရှမ်းမြောက်ကိုလုံအောင်အလုံးစုံအေဂျင့်တာယာရေးတော့ကိုတက်မလို့စကြောင်းလေးတော့ရှောက်ထိုးစစ်ဆင်နေပါတယ်။ရောက်ရှောက်ထိုးစစ်ဆင်တာနဲ့အလျောက်ဒီနေ့ဆိုလဲဒါမိုင်းငော့မိုင်းငော့ဟို oh sorry မိုင်းလုံးမိုင်းလုံးကိုတက်မလို့ကလေချောင်းနဲ့ဘုံကျဲတက်ခိုက်ရှင်းနေသွားတယ်။အဲ့တော့ရှင်းနေသွားတဲ့ဟာကတော့ဖုံးချောင်းနော်ဖုံးချောင်းကိုဒါတက်မလို့ကလေချောင်းနဲ့ဘုံကျဲတက်ခိုက်ရှင်းနေခဲ့တယ်။မရှင်းနေတာနဲ့ပတ်သက်ပြီးတော့တချို့ဒါအကြမ်းဖက်ပြည်ပြည်ဝေယံပြည်မီဒီယာအုပ်စုတွေပြီးရောဝေယံပြည်မီဒီယာအုပ်စုတွေကိုထောက်ခံအားပေးနေတဲ့ကောင်တွေကဘာကြီးတင်နေဆိုရဲ့ဖျားရကကြီးကဖုံးကြီးချောင်းကို လေချောင်းနဲ့ဘုံကျဲရလားဆိုတော့တင်တာတွေကျွန်တော်တွေ့ရတယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြမယ်ဘုံကြီးချောင်းကိုမကျဲစေခြင်းဘူးစာတန်ချောင်းတွေကိုမကျဲစေခြင်းဘူးကြီးရွာမျိုးတွေကိုမကျဲစေခြင်းဘူးဆိုလို့ရှိရယ်တဘုံနဲ့အပြစ်မှာထွက်နေလားတဘုံနဲ့အပြစ်မှာထွက်နေလားဟုတ်တယ်နော်အခင်ဗျားတို့ကျွဲကျွဲခွေတာကျွန်တော်မပြောလို့ကျွဲကျွဲခွေရယောက်ျားတွေတိုက်တာဗျာနော်ယောက်ျားတွေစစ်တိုက်တာနော်စစ်တဲ့ထဲမှာလဲယောက်ျားတွေကြီးပဲတိုက်တာနော်မိမမပါဘူးမင်းတို့တဘုံနေမှာလဲ ောက်ျားတွေပဲကိုကိုထမိန်ဝတ်ထားတာမဟုတ်ဘူးဆိုရင်အပြင်ကိုဆွဲထုတ်လိုက်တောထဲမှာတောထဲမှာဆွဲထုတ်လိုက်မင်းတို့ဥယျာဉ်မင်းတို့တက်ငါတို့ဥယျာဉ်ငါတို့တက်မယ်ဆိုပြီးတောထဲကိုဆွဲထုတ်လိုက်လေဘာဖြစ်လို့အဲ့ဖုန်ကြီးကြောင်းနေစာတင်ကြောင်းနေပြီးရင်ကြေးရွာတွေပြီးရင်အထင်ကြီးရှိတဲ့နေရာတွေမှာအထိုင်စခန်းချပြီးတော့နေရာယူလာလေဘာဖြစ်လို့ဓာတွေကိုတစားကံဖြစ်နေအုံပြူလာလေဘာဖြစ်လို့ပြည်သူလူထုအုပ်တတိုင်းကိုခံပြီးတော့အုံပြူလာလေအုံပြူမှတော့တက်မလို့ကျဲမှာပဲတက်မလို့ကျဲမှာပဲ ို့ကျွန်တော်စဖြစ်တဲ့အချိန်က2021ပေါ့နော်2021ကနေစဖြစ်လာခဲ့တယ်တမတော်ကဒီစာသင်ကျောင်းနေဘုံကြီးကျောင်းနေပြီးရွာတွေကိုတုံတိုင်အောင်လေကျောင်းနဲ့ဘုံကြီးတက်ခိုင်းမှုမလုပ်ဘူးနော်ဟိုးအရင်ကလည်းမလုပ်ခဲ့တယ်လို့အခုနောက်ပိုင်းမှလည်းမလုပ်ခဲ့ဘူးမလုပ်ခဲ့ဘူးဒါပေမဲ့အကျံဘတ်တွေအုပ်စုတွေကဘာကြီးလုပ်လဲဆိုလို့ရှိရင်ရွာတွေမှာနေတယ်ရွာထဲမှာကြီးဆိုးတယ်ပြီးရင်ဒီဘုံကြီးကျောင်းနေစာသင်ကျောင်းနေပြီးခရိယံဖရာကျောင်းနေအဲ့အဲ့လိုနေရာတွေမှာ အပိုင်နေရာစခန်းချတယ်ပြီးရင်မိုင်းတွေလုတ်တယ်တိုင်မိုင်းတွေတီထွန်တယ်လုတ်ကြတယ်ဒါကြောင့်မလို့တမတော်ကသတင်းတိကျရတဲ့နေရာမှန်သမျှတမတော်ကလေကြောင်းနဲ့ဘုံကျဲတက်ခတ်ရှင်းလင်းတာဖြစ်ပါတယ်နော်အဲ့တော့ဘာလို့ကျဲလဲမင်းနေတဲ့အဖွဲတွေအတွက်ဖြေပေးတာဖြစ်ပါတယ်နော်အဲ့ဘုံကြီးကြောင်းကိုလည်းအကြံပတ်တွေမရှိဘဲနဲ့တမတော်ကဖင်ရားပြီးတော့လေကြောင်းနဲ့သွားဘုံမကျဲဘူးနော်ဖင်ရားပြီးလေကြောင်းနဲ့သွားဘုံမကျဲဘူးအဖြေရှင်းရှင်းလေးပဲအကြံပတ်တွေရှိလို့တမတော်ကဒီနေရာကိုကျဲတာဖြစ်ပါတယ်နော်ဒီနေရာကိုကျဲတာဖြစ်ပါတယ်ဒါကဒီနေ့ မိုင်းလုံးကိုဒါလေကြောင်းနဲ့ဘုံကျဲတက်ခတ်မှုနဲ့ပတ်သက်ပြီးပြောပြတာပါเนาะမိုင်းလုံးကိုလည်းဒါမှနဲ့အစောပိုင်းမှာလေကြောင်းနဲ့ဘုံကျဲတက်ခတ်ခဲ့သလိုပြီးရင်ဒီနံပါတ်2ဘက်တွေပိုင်းမှာလည်းဒါတမလို့လေကြောင်းနဲ့ဘုံကျဲတက်ခတ်ရှင်းနေနေရရှိတယ်ဒါအသေးကန်ဒုံးနေနဲ့တက်ခတ်ရှင်းနေနေရရှိပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမိုးကုတ်ဘက်ပေါ့เนาะမိုးကုတ်ဘက်မှာလည်းဒါလေကြောင်းနဲ့ဘုံကျဲတက်ခတ်ရှင်းနေနေရရှိတယ်ဒါတမလို့စစ်ကြောင်းတွေထိုးစစ်ဆင်ပြီးတော့ဝင်ရောက်တက်ခတ်နေရရှိတယ်မကြခင်ကျွန်တော်မိုးကုတ်ကတပြိပန်းနဲ့ကျူတဲ့အဖွဲတွေအတွက်เนาะလာတော့မယ်လာတော့မယ်တမလို့စော်တော့မယ် ါတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒါဒီရခိုင်ကြောက်ဖြူဘက်မှာဒါတိုက်ပွဲလေးတွေပြင်းထန်နေတယ်ပြီးရင်ဒီနေရီကံဘက်မှာဒါတိုက်ပွဲလေးတွေဆက်လက်ပြီးတော့ပြင်းထန်နေဆဲပါနော်ရခိုင်မှာတော့တူတက်ကိုတက်တူချကိုချကိုတွေ့နေကြတာဖြစ်ပါတယ်နော်ရခိုင်မှာလည်းဒါဆက်လက်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေပါတယ်ပြီးရင်ဒါတမတော်ကဒီရခိုင်ကိုကောင်းကောင်းကြီးထိုးစစ်ဆင်ပါလိမ့်မယ်ကောင်းကောင်းကြီးထိုးစစ်ဆင်ပါလိမ့်မယ်ဒါကတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒီယူကောက်ပွဲနဲ့ပတ်သက်လို့ပေါ့နော်ယူကောက်ပွဲနဲ့ပတ်သက်လို့ဒါကျွန်တော် အရင်နေ့တွေတည်းကတရင်ရတယ်နော်ဒီယူဤစီယူဤစီယုံကနေထွက်လာတဲ့စာတွေအရကျွန်တော်တို့တွေဖတ်ရတယ်တွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့တွေကဟိုခိုင်လုံတဲ့အတိအကျခိုင်လုံတဲ့အဖြေတွေမရသေးတဲ့အတွက်ကျွန်တော်တို့တွေကမပြောတာဖြစ်ပါတယ်နော်အခုတော့ကျွန်တော်ကခိုင်လုံတဲ့အဖြေတခုရခဲ့ပါတယ်အဲ့အားတော့ကျွန်တော်တို့ဒီရွေးကောက်ပွဲကိုဒါဝင်ရောက်ရှင်ပြိုင်မဲ့ပါတီတခုဖြစ်တဲ့ပြည်သူပါတီပြီးသုံးလုံးပြီးသုံးလုံးပါတီဥက္ခရဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲကနေပြီးတော့ပယ်ဖြတ်ခြင်းခံလိုက်ရပါတယ်အဲတော့သူတို့ဘာကြောင့်ပယ်တယ်ဘာကြောင့်ပယ်တယ်ဆိုတာကတော့ဒါအကုန်လုံးကတိပိသားဖြစ်ပါတယ်နော်အကုန်လုံးကတိပိသားဖြစ်နေမယ်သူရဲ့ငွေကြေးတော့၎င်းတခြားဟွာတော့၎င်းပေါ့ဆက်ဆက်ပြီးတော့ဒါပယ်ထုတ်ခဲ့တယ်လို့သိရပါတယ်အခုရွေးကောက်ပွဲမှာဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ပေသုံးလုံးပါတီဒေါ်သက်သက်ခိုင်ကတော့ဝန်ပြိုင်လို့မရတော့ဘူးအဲတော့ကျန်တဲ့အဖွဲ့ဝင်တွေကတော့ပြိုင်လို့ရမယ်လို့သိရပါတယ်ပြီးရင်ဒီကြက်ခိုင်ရင်းမှာဆိုရင်လေဒါ ယူအီစီရဲ့တတ်မှတ်ထားတဲ့စီကံချက်တွေနဲ့မညီညွတ်လို့ဆိုပြီးတော့ပယ်ဖျက်လိုက်တဲ့လူတွေအများကြီးရှိပါတယ်နော်ကိုယ်တည်းလေးတွေအများကြီးရှိပါတယ်အဲ့တော့အရင်တော့ကဒေါ်သန်းစုကြည်လက်ထက်တုန်းကခင်ဗျာလေးတန်းမအောင်ရင်တော့ခင်ဗျာမူဂျိုလောက်တက်ထားခဲ့တယ်ဆိုရင်တော့မှလွတ်တော်အမတ်ဖြစ်သေးတယ်လွတ်တော်အမတ်ဖြစ်သေးတယ်နော်အဲ့တော့ကျွန်တော်အဲ့လိုဘာလို့ပြောလဲခင်ဗျာတို့တခြားကြည့်ကြလိုက် NLD ပါတီဥဆောင်တဲ့ဒါ sorry ဒီဒေါ်သန်းစုကြည်ဥဆောင်တဲ့ NLD ပါတီတက်လာတဲ့အချိန်မှာဒေါ်သန်းစုကြည်တင်မြောက်ခဲ့တဲ့ဒါလွတ်တော်ကိုယ်စားလှယ်တွေထဲမှာ 6တန်းအောင်3ယောက်ပါတယ်4တန်းအောင်2ယောက်ပါတယ်ပြီးလို့ရှင်ဒီကာကြီးခါဝေးတော်မှာရှင်းတော့မညီအောင်ရေးဖက်လောက်ရတဲ့လွတ်တော်ကိုယ်တည်းတွေပါတယ်ဒီပြီးရင်ဒီကိုကိုကိုထောက်တာပါဆိုပြီးတော့လိန်လေပြီးတော့လွတ်တော်တွေကိုဝန်လာတဲ့လူတွေပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့မြန်မာနိုင်ငံကဒေါ်အောင်ဆန်းစုကြည်တက်လာတဲ့အချိန်မှာ၅နှစ်လုံးလုံးမတိုးတက်ဖဲနဲ့ဒုံရင်ကဒုံရင်ဖြစ်သွားတာဖြစ်ပါတယ်နော်ဒုံရင်ထက်ဒါသူတို့ အဲ့ဒဝင်းကိုမှခိုးတာတွေအများကြီးဖြစ်ပါတယ်နော်ဒေါန်ဆန်းစုကြည်ခိုးခဲ့တာတွေအများကြီးပါအဲ့တော့ဘာလို့အဲ့လိုပြောလဲကျွန်တော်တို့ဒီ NLD ကိုထောက်ခံတဲ့အဖွဲ့တွေကပြောတာရှိတယ်နော်သိန်းစိန်ကသိန်းစိန်ကမြန်မာနိုင်ငံကိုလွှဲတဲ့အချိန်မှာဘာမှမလွှဲခဲ့ဘူးလို့ဘာလို့ပြီးရင်ဒီတလားသာပဲလွှဲခဲ့တယ်လို့မြောက်တွေတေချာလိတ်လာပါတေချာစာဖတ်တေချာသူတို့လွှဲပြောင်းမှုတွေမှာတေချာကြည့်ကြည့်လိုက်ပါနော်ဦးသိန်းစိန်ကမြန်မာနိုင်ငံမှာရှိတဲ့ပိုင်ဆိုင်သမျှအရာတွေအားလုံး နိုင်ငံမှန်ဒီအားလုံးကိုဒီဥထင်ကျော်လွှဲခဲ့တာဖြစ်ပါတယ်နော်ဥထင်ကျော်တက်လာတဲ့အချိန်မှာဥထင်ကျော်ကိုကြီးကြီးပြူပြူနဲ့ရိုးရိုးသားသားနဲ့နော်လွှဲပြောင်းခဲ့တာဖြစ်ပါတယ်ဒါကိုဒေါန်သန်းစုကြည်လက်ထက်မှာသူတို့လူချင်းတဲ့ point တွေမရပါဘူးလို့ဒေါန်သန်းစုကြည်တမရမဖြစ်လို့ဒီလိုဖြစ်တာပါတော့ဘာလို့ဆောက်ကြီးဆောက်ကြီးပြောနေတာနော်ဒေါန်သန်းစုကြည်ကတမရဖြစ်เสียအကြောင်းလည်းမရှိပါဘူးဘာလို့လဲဆိုတော့သူက59ခုစာလုံးနဲ့ညှိနေတာပေါ့အဲကြောင့် ဒေါန်သန်းစုကြည်လက်ထက်မှာအဲ့လိုမျိုးစာမတက်ပြမတက်တွေပါတဲ့အတွက်လက်ရှိဒါတမတော်ကလုပ်ပေးတဲ့ရွေးကောက်ပွဲမှာတော့အနေအဆုံးပညာရေးချင်းကဆယ်တန်းအောင်ဘွဲရမှလွတ်တော်တဲ့ကိုဝင်ဝင်ရမှဖြစ်လို့နော်လက်ရှိဝင်ပြိုင်တဲ့ပါတီတွေထဲမှာဒါစီကံချက်တွေနဲ့မညီညွတ်တဲ့အဖွဲ့တွေအားလုံးကိုပယ်ထုတ်နေတာဖြစ်ပါတယ်ပယ်ထုတ်နေတာဖြစ်ပါတယ်ဒါမှလည်းကျွန်တော်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှာဟုတ်နော်ဖွံ့ဖြိုးတိုးတက်မှာလွတ်တော်ထဲမှာလည်းစာမတက်ပြမတက်တွေပပျောက်သွားမှာစာမတက်ပြမတက်တွေပပျောက်သွားမှာဖြစ်ပါတယ်ဒါဒီလိုလေးရှိတယ်ဒါကိုလည်းကျွန်တော်ထည့်ပြပေးခဲ့တယ် နောက်တစ်ချက်ကကျွန်တော် online ကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါတမတော်ကတော်တော်များများကိုလိုက်လံနေမြရှင်းလင်းနေရရှိတယ်ပြီးလို့ရင်ဒီကြားဖြန့်မှာပါဝင်တဲ့လူတွေဒါတော်တော်များများကိုဖန်ဆီးနှိမ်နေနေရရှိတယ်ပြီးလို့ရှိရင်ဒီ starlink နော် internet ဂျူဒူးတွေကိုဒါဖျက်ဆီးနေရတွေ့ရတယ်အဲ့တော့ကောင်းပါတယ်နော်အဲ့တော့ကြားဖြန့်ဆိုတာကကျွန်တော်အချင်းချုပ်ဟိုတနေ့လည်းပြောခဲ့ပြီးပြီနော်ဟိုငွေလိမ်တာရှိတယ်ပြီးရင်လူကုန်ကူးတာရှိတယ်ပြီးရင်ကျွန်တော်ဟိုဂိမ်းပေါင်း900ကျော်တနေရာတည်းဆော့လို့ရတယ်ဆိုတဲ့အရာတွေ ်ပြီးလို့ချင်းအများကြီးပေါ့နော်အဲ့တော့ဒီဟာတွေကိုလိန်စားနေတာဖြစ်တဲ့အတွက်လိန်တာတော့တစ်ဖက်နိုင်ငံသားတွေလိန်တာနော်တရုတ်တွေလည်းပါတယ်တခြားဟိုနိုင်ငံကောင်တွေလည်းပါတယ်ဒါပေမဲ့နာမည်ပြက်တာကျွန်တော်တို့မြန်မာနိုင်ငံကနာမည်ပြက်နေတာဖြစ်ပါတယ်နော်နာမည်ပြက်နေဖြစ်လိုက်ပြီးဟိတ်ပေသေးသူမြန်မာနိုင်ငံနဲ့ဖြစ်တယ်ဆိုပြီးတော့ဖြစ်နေတာဖြစ်ပါတယ်ဒါကြောင့်မလို့တမတော်ကဒီကြားဖြန်းနေတာပတ်သက်ပြီးတော့ဒါလိုက်လံပြီးတော့နေမရှင်းနေရရှိပါတယ်ဒါတော်တော်များများလေးတင်ဆက်ရမိခဲ့တာတွေရှိတယ် မကြခင်ကျွန်တော်မြန်မာနိုင်ငံလည်းဒီကြားဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့ပပောက်ဖို့ဉာဏ်သုံးဆောင်ရွက်ပေးနိုင်ပါရဲ့ဒီနေ့ကနေတင်ပြလိုက်တယ်နောက်တစ်ခါတော့ခင်ဗျားတို့ဒီမှတ်ပုံတင်နေပေါ့နော်မှတ်ပုံတင်နေပတ်သက်ပြီးတော့ဒီကိုယ့်ရဲ့ဆွေမျိုးသားချင်းပဲဖြစ်ဖြစ်ဒဇိန်ပဲဖြစ်ဖြစ်ခင်ဗျားတို့ရောင်လို့တော်မှာဒီမှတ်ပုံတင်တဲ့ဟို KBZ ပေးဖောက်မှာတော့နော်ပြီးဒီချားပေါ့ online နဲ့ပတ်သက်တဲ့ဒါငွေဘဏ်တွေဖောက်မယ်ဆိုလို့ရှိရင်ရောင်လို့သွားမပေးမိလိုက်ပါသေးနဲ့နော်ရောင်လို့သွားမပေးမိလိုက်နဲ့ဘာဖြစ်လို့ကျွန်တော်အဲ့လိုမပေးမိလိုက်နဲ့ခင်ဗျားတို့ရဲ့မှတ်ပုံတင်တဲ့ဖောက်ထားတာဖြစ်တဲ့အတွက် သူအိမ်မှာကြိုက်တဲ့ငွေလိမ်လည်မှုတွေလို့သူ့မှာအကျိုးသက်ရောက်မှုမရောက်ဖဲနဲ့ခမရတို့အိမ်မှတ်ပုံတင်ပြထားတဲ့ကာယကံရှင်သာလင်ထောင်ကြမှာဖြစ်ပါတယ်ထောင်ကြမှာဖြစ်ပါတယ်ဒါကြောင့်မလို့ခမရအိမ်ကိုမှတ်ပုံတင်နဲ့ပတ်သက်ပြီးတော့တခြားမြေသူတူတူတယောက်ကိုမှဟို KBZ ပေးတော့တခြားဝေးပေးတော့ဘာဘေးညာပေးတော့ဗောဗျာ CB တော့နော်အဲအားတွေကိုသွားပြီးတော့ဟိုဟာမလို့ဖို့လိုတယ်မငားရမှုလိုတယ်ငားရရင်တော့ကိုခမ်းမှာဖြစ်ပါတယ်နော်ဒါလေးလည်းထည့်ပြောပေးခဲ့တယ်နောက်တစ်ခွတော့ဒီစစ်တုံးမန်းနေနဲ့ပတ်သက်လို့ ကျွန်တော်ဒီ၁၁လပိုင်း၁၂လပိုင်းထဲမှာ တချိုးတလေ ပြန်ရောက်လာဖို့ရှိပါတယ်ပြီးရင်ဒီ၁၃မနက်ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီပင်စင်တွေဒါအသက်ဟိုပါအသက်အာမခံတွေမေးထားတဲ့ဖွဲ့တွေရှိပါတယ်အဲအဲ့နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ဒါလိုက်စုံစမ်းပေးနေပါတယ်အတိအကျအဖြေတခုရရင်ကျွန်တော်ပြန်ပြောပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်